င်္ဂလာပါစနိုပါဒီနေ့စနိုကဒူးနာနာနေရဆိုတဲ့သူလေးတွေအတွက်ကိုနေတိုင်းဆော့လို့ရမယ့်လေ့ကျင့်ခန်းလေးလောက်ပြပေးတော့မှာဖြစ်ပါတယ်ဒူးနာရဲဆိုတာကြတော့ကိုကတခြားမဆယ်လေးတွေကမတန်အောင်ပေါ့နော်ဒူးဘေးနားမှာရှိရပေါင်မဆယ်လေးတွေတို့ခြေသလုံးလေးတွေတို့ခြေသလုံးအရှိလေးတို့အဲ့မဆယ်လေးတွေကကိုကမတန်ပဲနဲ့ကိုရဲ့ဒူးပေါ်ပဲကိုက weight တွေသွားပြီးတော့ပြိနေရပေါ့နော်ဒီဒူးနေရပေါ်ပဲ weight တွေသွားပြီးပြိနေလို့ရှိရင်ပုံမှန်ဆိုလို့ရှိရင်ဒူးကနာတတ်တယ်အဲ့တော့တခြားမဆယ်လေးတွေဒူးရဲ့ဘေးနားမှာရှိရမဆယ်လေးတွေတန်အောင်လို့နေတိုင်းဆော့လို့ရမယ့်နီလန်လေးကိုလောက်ပြ ပြီးတော့မှဖြစ်ပါတယ်အဲ့နီလန်းလေးတွေကိုပေးချဆော့မယ်ဆိုလို့ရှိရင်နောက်ပိုင်းနေဒူးနာလုံးဝပျောက်သွားမှာဖြစ်ပါတယ်အဲ့တော့ကြည်အောင်เนาะအရင်ဆုံးဒီနိုင်ရန်အရှိရနေပြီးတော့ခေါ်မတ်တက်လေးရက်လိုက်မယ်မတ်တက်လေးရက်ပြီးတော့နိုင်ရန်လေးကိုကတ်ပြီးတော့ထိုင်လိုက်မယ်ဟောစစ်လေးထိုင်မယ်เนาะဒါဒီခြေထောက်နဲ့ခြေသလုံးနဲ့ကကြတော့60ဒီဂရီလေးထားမယ်ပြီးရင်ဒီဒူးနဲ့တင်မလေးနဲ့ကကြတော့90ဒီဂရီပဲ တက်တက်လေးထားမယ်နော်တောင်းမှန်ပုံစံလေးပြီးလိုက်ကြည့်လို့ရှင်တောင်းမှန်ပုံစံလေးပေါ့ပြီးရင်ဒီတက်မားနေပြီးတော့ခေါင်းအထည်ကိုတောက်လျှောက်လေးကတ်ထားမယ်တွန်းထားမယ်တွန်းနိုင်ရင်လည်းဒီလိုမျိုးထိန်းနိုင်ရင်လည်းမပေါင်လေးတွေတောက်လျှောက်တင်းလာလိမ့်မယ်အဲ့ဒီပေါင်လေးတွေကိုသုံးမယ်နော်ပေါင်မဆယ်လေးတွေကိုသုံးမယ်လက်ကပေါင်ပုံမတင်နဲ့ကြိုက်တဲ့နေရာလေးမှာထားထားလို့ရတယ်ကြောကုန်းလည်းမကွာစေနဲ့နော်ဒါလေးကိုကွက်နိုင်နေဆိုလို့ရှိရင်တော့တမိနစ်လေးထောက်ပေါ့နော်တမိနစ်လေးကိုမလုံးနိုင်အောင်ဆိုလို့ရှိရင်တော့စက္ကန့်30လောက်နဲ့စားကြည့် ဒါနေတိုင်းလုံးအောင်မဲ့ဟာလေးနော်ဒါဆိုလို့ရှိရင်ပေါင်မဆဲလေးတွေတန်လာလိုက်မယ်နောက်တစ်ခုကကြတော့ဒီနိုင်ငံရှိမှာပဲပေါ့နော်နိုင်ငံလေးကိုမှီလိုက်၆ကကြတော့ကိုယ့်ရဲ့တင်မအကျဲလောက်ကလေးပဲထားပေါ့နော်ပြီးရင်၆ကလေးကိုအရှိလေးကိုနည်းနည်းလေးထုတ်လိုက်အနာကလေးကိုမှီထားတဲ့ပုံစံလေးပေါ့နော်ခြေပြားလေးထောက်မယ်ပြန်ချမယ်ခြေပြားအရှိကိုထောက်မယ်နော်ဖနောင်လေးနဲ့ချပါမယ်ပြန်ချမယ်ညောင်မယ်ပြန်ချမယ်ဒါမျိုးလေးပဲဒါလေးကို20လေးပဲသွားပေးအများကြီးမသွားနဲ့မြောက်ဒီနေရာလေးတွေ ဒီခြေသလုံးအရှိနေရာလေးတွေအဲ့နေရာလေးတင်းလာလိုက်မယ်အဲ့နေရာလေးထီအောင်ဆောင်မယ်နော်ညောင်းမယ်ချမယ်ညောင်းမယ်ချမယ်အဲ့ဒါလေးကို20သွားမယ်နော်အဲ့ဒါလေးပြီးသွားလို့ရှိရင်ခြေသလုံးမှ10လေးခြေသလုံးမှ10လေးရမရှိဘူးဆိုလို့ရှိရင်ဒီဒူးကိုစပုတ်မပေးနိုင်ဘူးအဲ့တော့ဒီခြေသလုံးမှ10လေးကိုဆော့မယ်လွယ်လွယ်လေးပဲခြေပြားလေးထောက်ရုံပဲပြပြချင်းစီထိမ်းမြှောက်ချမယ်နော်ညောင်းမယ်ထိမ်းမြှောက်ချမယ်ညောင်းမယ် ်ထိမ်းမြောက်ချမယ်ဒါလေးလေးလေးကိုကခြေတလုံးတွေဘာတွေမကြီးခြင်းကိုအရန်ကိုကိုအလိုပြောင်းသွားမှတည်မလားခြေတလုံးတွေကြီးတော့မှကြောက်တယ်ဆိုလို့ရှိရင်စိတ်မပူနဲ့အဲ့လောက်ထိမဖြစ်ဘူးဒါပေမဲ့ဒူးမနာကအရေးကြီးရလေနော်20ပဲလို့အများကြီးမလုံးနဲ့ကဲဟုတ်ပြီ တော့ခုနပြရတဲ့လေ့ကျင့်ခန်းအသုံးမျိုးပေါ့နော်ဒီမှာ WhatsApp လေးထိုင်မယ်ပေါင်အတွက်ပြီးရင်အခြေပြားလေးကိုအပေါ်ထိတ်ကလေးကိုမြှောက်မယ်ဒီအရှိအတွက်ပြီးရင်အခြေပြားလေးထောက်မယ်ဖနှောင်းလေးလွှတ်မယ်ဒီခြေသလုံးလေးအတွက်အဲ့သုံးမျိုးလေးကိုတခြားလေးဆော့ပြီးလို့ရှိရင်နေတိုင်းနေတိုင်းဆော့ပြီးရဆိုလို့ရှိရင်ဒူးနာတာတတလာမှာဖြစ်ပါတယ်အဲ့တော့နောက်ဗီဒီယိုလေးမှာဆက်မယ်တတ်တာ